ခွန်ရံသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဘီရဟောစရန်ချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခွန်ရံသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆ iam မရမင်းစည်းလေးမှဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အတွက်တရားစံကြံပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တဒနိုင်းတရားအောင်လဲဘေးနားခေါင်းလုံးလေးကိုလည်းနှိပ်ထား ွေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတွေတနေ့တာဟော့စတယ်အိုအင်းဆောက်ဦးနေရပြုပြင်ပြင်ဆင်ရတာပါတယ်အလုံးမစိတ်ရှုပ်စရာစိတ်ညစ်စရာများကြုံတွေ့ရမယ်လက်တစ်ဖက်အနာတရဖြစ်တတ်တယ်ခရဘုံတော်ရဟန္တာဘုံတော်များအိမ်ကိုကြွလာလေလေးအစချောဆုံးထီထို့ပါအချိန်မှယူဆရီကွဲလွဲနေတတ်တယ်ကံကောင်းစေသောအရောင်မှအစိမ့်ရောင်နဲ့အပြာရောင်ဖြစ်ပါတယ်ရရရမိမိအရှိဖျားမှာတတိ၆စိတ်ကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကုန်းကျချမ်းသာများ မှုရရှိကြပါစေ။တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမာကကော်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ တနင်္လာသားသမီးများအတွေ့တနေ့တာ hostel ရွေထားသောလုပ်ငန်းများကိုရဲရဲသာလုပ်ပါမုတ်ချအောင်မြင်မဲ့နေ့ဖြစ်ပါတယ်ခြေသူစီမလက်ဆောင်ရတဲ့ကံခွန်လန်းအလွန်ကောင်းသောနေ့ဖြစ်ပါတယ်လေထိုးလေအောင်ဖြစ်တတ်တယ်လေကိုပါသောခဏများအချိုးပေးပြီးကံကောင်းသောအရာမှာအနီရောင်နဲ့ကြက်သွေးရောင်ဖြစ်ပါတယ်ရရရမိမိရှိပြမှာဖြိုရီကတ်လို့ပါတနင်္လာသားသမီးများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေတနင်္လာသားသမီးများတွေ့တိုက်ဆိုင်မှန်ကန်မှာကော မှတ်မှာတခုရေးပြီးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် အင်္ဂါသားသမီးများတွေတနေ့တာဟော့စတယ်ငွေကြေးကန်တအားကောင်းနေတယ်မထမဖဲငွေစုလိုက်အပြုံးလိုက်ဝင်လာတတ်တယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်ဆွေမျိုးမိသားစုအတွက်တောကကြောင်ရတာပါတယ်အလုံးနဲ့ပတ်သက်ပြီးစိတ်လီနေတတ်တယ်ခေါင်းတချမ်းကြိုက်တတ်ပါတယ်အချွေရင်မှာစိတ်နှုတ်ဆက်ဖြစ်စရာတွေကြုံနေမယ်နှစ်ခွနဲ့ပါတော့ကနမ်းများချိုးပေးပြီးကန်ကောင်းသောအရာမှာအဖြူရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်ရေရေရမိမိရဲ့ရှိပြားမှာကိတ်မုံနှစ်ချက်အကလို့ပါအင်္ဂါသားသမီးများလုံးကိုစိတ်နှပြား ကြမှာချမ်းသာကြပြီးကုန်းကျိုးချမ်းသာများပုံမရရှိကြပါစေ။အင်္ဂါသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပြီးရေးပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်ညှောက်ဝေပေးခဲ့နော်။ ဘောရူသားသမီးများတွေတနေ့တာဟော့စတယ်သူများပြဿနာမှာဂျောင်းဝင်ဖြစ်ချင်းရတဲ့တဲ့မိတ်ဆွေအတွက်တောကကြောင်းရတာပါတယ်မြေနေရာကိစ္စများအတွက်စကားများဖြစ်ချင်းရတဲ့တဲ့အလုံးနဲ့ပတ်သက်ပြီးခီးသွားရတဲ့တဲ့ခန္ဓာကိုယ်အောက်ပိုင်းခြေထောက်မှာထိခိုက်ဒဏ်ရာရတာပါတယ်လေခွန်းပါသောကရမ်းများချိုးပြီးကန်ကုန်းသောအယောင်မှာမျိုးမိုင်းသောအယောင်နဲ့အနက်ယောင်ဖြစ်ပါတယ်ရရရမိမိရှိပြားမှာနွားနို့ကတ်လို့ပါဘောရူသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေဘောရူ းသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ဂျာသာရီသားသမီးများတွေတနေ့တာဟိုစတန်အလုံးမစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့နေရမယ်။ဘာပဲလို့လို့နှစ်ချိန်နှစ်ခါလို့ရတဲ့တဲ့အစုစက်ဒူရှယ်ယာလို့တွေ့မအောင်မြင်နိုင်မှာငွေအထွက်များနေတဲ့တဲ့ခါမြက်ခါနာဖြစ်တဲ့တဲ့ချစ်သူစည်းမှမမျော်လင့်မဲလက်ဆောင်ရတာပါတယ်။ဒုံငါပါသောခဏများအချိုးပေးပြီးကံကောင်းသောအရာမှအပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်။ရေရေမိမိရဲ့ရှိဖျားမှာစမှုစားငါးခုကတ်လို့ပါ။ဂျာသာရီသားသမီးများလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးကောင်းကျိုး းချမ်းသာများပုံမရရှိကြပါစေ။ဂျာတာပရိသသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကအကွက်မှတစ်ခုရေးပြီးခဲ့ပြီးအချောင်းသူများလည်းတည်နိုင်ဖို့အတွက်ညှော်ဝေပြီးခဲ့နော်။ တောက်ချာသားသမီးများတို့တနေ့သာ hostel အိမ်နေရာတိုင်းကအဆောက်အဦနဲ့ပတ်သက်ပြီးအခွင့်အရေးကောင်းတွေပေါ်လာတတ်တယ်။မထင်မှတ်သောနေရာမှာငွေကြေးများဝင်လာမယ်။ဆွေမျိုးသားချင်းများရဲ့ဝမ်းသာစရာသတင်းကောင်းကြားရမယ်။မျက်စိနဲ့ပတ်သက်ပြီးစိတ်သောကရောက်ရတဲ့တင်ကားပါသောကဏ္ဍများကြိုးပေးပြီးကံကောင်းသောအရာမှအနည်းယောင်နဲ့ကြက်သွေးရောင်ဖြစ်ပါတယ်။ရရရမိမိရဲ့ရှိပြမှာအုံလို့ခောက်ဆွဲကြလို့ပါ။တောက်ချာသားသမီးများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။တောက်ချာ ားသမီးများတွေတိုက်ဆိုင်မင်္ဂမကကော်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် စနေသားသမီးများတွေတနေ့တာဟော့စတယ်ဝမ်းသာစရာတွေအောင်မြင်မှုတွေစက်တိုက်ကြုံတွေ့မယ်ရွှေရတနာအလကုံအလပြင်းဆိုင်အမှုပညာနဲ့ပတ်သက်သောအလုံးများအထူးအောင်မြင်မယ်ကိုလည်းရာယာနာမျိုးတွေဖြစ်တတ်တယ်မြို့ကိုပါသောကရမ်းများအကျိုးပေးပြီးကံကောင်းသောအရာမှအဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ရတရမိမိရဲ့ရှိပြားမှာစီမီးငါးတိုင်းကလို့ပါစနေသားသမီးများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ စနေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကော်မန့် န်မှာတခုရေးပြီးရေးပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဘေရင်ဟော့စတန် channel မှာမမကြီးဘေရင်ဆရာများရဲ့နေစဉ်ဟော့စတန်များအပတ်စဉ်ဟော့စတန်များလစဉ်ဟော့စတန်များနဲ့နေ့စဉ်ဟော့စတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟော့စတန် channel လေးကိုလက်အင် subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအတိတ်တိုင်းသိရအောင်လေဘေးနားအခေါင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်